။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကိုဗီ knowledge camp နေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ယာစာဒီရိတ်ဤတုံရမိဖျားများတုံးဟုတ်မချစ်မနစ်သက်တော်သူနဲ့နေရတော်ဒုက္ခဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးတဲ့မိတ်ဆွေများ subscribe လုပ်ပေးတော့ဖို့လေးစားစွာတောင်းဆိုလိုက်ပါသေးခင်ဗျာ။ဒါဆိုစလိုက်အောင်ဗျ။ယာစာဒီရိတ်နန်းတက်လာတဲ့အမြတ် အင်းဝါနဲ့ဟန်တာရီကြားမှာစစ်မှတ်ပြီးပွားများ ဖြစ်ပွားခဲ့ပါတယ်။ရာဇာကြီးတွေဟာမင်းကြီးစွာစော်ကဲနဲ့ရောမင်းခေါင်နဲ့ပါစစ်ပြိုင်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်က38နှစ်တိုင်ကြာအောင်ဖြစ်ပွားခဲ့တာကြောင့်ဖြစ်ပါတယ်။38နှစ်ကာလပတ်လုံးမရမနာစစ်ထိုးနေခဲ့တာတော့မဟုတ်ဘူးဗျ။စစ်ရနာတဲ့အချိန်များလည်းရှိခဲ့ပါတယ်။ဒါအပြင်စစ်ပြေငြိမ်းချဖို့ကြိုးစားခဲ့ကြတာကလည်းအကြိမ်ကြိမ်ခါခါပါပဲ။ဗြိတိရိခင်မှာနိုင်ငံအကြား ရွှေလန်းငွေလန်းဖောက်တယ်ချစ်ကြည်ရေးတိဆောက်တယ်လို့ဆိုတဲ့အခါမှာဗရိတရအချင်းချင်းဆွေမျိုးတော်ဆန်နိုင်အောင်ကြိုးစားတတ်ကြပါတယ်တက်ဂရစ်1406ခုမှာယာဇာဒရစ်ကအမတ်ပိန်ကိုဆီလုပ်ပြီးအင်းဝမင်းခောင်ရဲ့နမတော်မင်းလာမြတ်ကိုတောင်းခံတော်မူခဲ့ပါတယ်အမတ်ပိန်ကိုလွတ်ပြီးတောင်းတယ်ဆိုတဲ့အခါမှာတော့အလေးအမြတ်တောင်းခံတဲ့သဘောပဲဖြစ်ပါတယ်မင်းခောင်ကလည်းမင်းယာဇာကိုတံဖက်အဖြစ်ဟန်တော်တွေကိုဆီလုပ်ခဲ့ပါတယ် မင်းရာဇာပြန်လာတဲ့အခါမှာမမတော်မင်းလာမြတ်ကိုသူ့ဘဘဒေဝီဆိုတဲ့ဘွယ်ပေးပြီးဟန်တာဝရီ ကောလီယလက်ထက်တဲနန်းတို့ပို့ဆောင်တော်မူစီခဲ့ပါတယ်။အဖော်ဖြစ်နေမင်းရာဇာအပြင်ကတော်ကြီးတစ်ကြိမ်ပါခဲ့ပေးလိုက်ပါတယ်။လက်ထက်ချိန်များတဲ့အခါမှာရာဇာဒေရစ်ကိုရော သူ့ဘဘဒေဝီကိုရောမင်းရာဇာကစုံးမတော်မူခဲ့တယ်လို့ဆိုပါတယ်။ရာဇာဒေရစ်ကလည်းမင်းရာဇာနဲ့ကတော်ကြီးတစ်ကြိမ်ကိုဟန်တာဝရီရောက်ခေါ်ဆောင်ပြီးပြုစုစီခဲ့ပါတယ်။ အဲဒီနောက်မှာတော့အင်းဝါနဲ့ဟန်တာဝရီကြားမှာစစ်ပြေငိမ့်သွားခဲ့ပြီးဟန်တာဝရီကအင်းဝါကိုစင်ပေါက်အစီ30နဲ့ပတိန်တင်းပေါက်အကောက်ခုံကိုနစ်စင်မပြတ်ဆက်တာခဲ့ရပါတယ်။မင်းခေါင်နဲ့ရာဇာဒီရတုဟာတခါမကစစ်ပြေငိမ့်ဖို့ကြိုးစားကြရင်နဲ့အကြိမ်ကြိမ်စစ်မှတ်ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။အဲဒီစစ်ပွဲတွေအတွင်းမှာအင်းဝါဘက်ကမွန်မင်းသမီးတလမဲကျော်ကိုရရှိခဲ့ပြီးဟန်တာဝရီဘက်ကအင်းဝါမင်းသမီးစောပြေချမ်းနာကိုရော မိဖုရားရှင်မင်းနောက်ကိုပါ ရရှိတော်မူခဲ့ပါတယ်။စောပြေချမ်းသာဆိုတာမင်းရဲ့ကြော်စွာရဲ့အမိတဲကမွေးဖွားသူမင်းခောင်ရဲ့အမိတော်ဖြစ်ပါတယ်။စောပြေချမ်းသာအကြောင်းကိုပြောရမယ်ဆိုရင် ရခိုင်ရေးကစပြီးပြောရမှာဖြစ်ပါတယ်။ရခိုင်မရင်ထောရာကြီးဟာအင်းဝပိုင်နယ်များကိုထိပါတော်မူလာတဲ့အတွက်ကြောင့်မင်းရဲ့ကြော်စွာကိုယ်တိုင်သွားရောက်တိုက်ခိုက်ခဲ့ပြီးထောရာကြီးရဲ့နေရာမှာကလေးမျိုးစားနော်ရထာဆိုသူကိုနန်းတင်ခဲ့ပါတယ်။မင်းခေါင်ဟာ အသက်73နှစ်သာရှိသေးတဲ့အမီးတော်စောပြေချမ်းလာကိုရခိုင်ဘရင်ဖြစ်လာတဲ့နော်ရာထာထံပေးပို့ပြီးထိန်းညားစီခဲ့တယ်လို့ဆိုပါတယ်။အဲဒီအချိန်မှာစောပြေချမ်းသာဟာအသက်75နှစ်ဝန်းကျင်သာရှိပါသေးတယ်။အင်းဝါနဲ့ဟန်တာရီဟာမဟာမိတ်ဖြစ်တဲ့အတွက်ကြောင့်အင်းဝါရဲ့အရေးခင်များတဲ့ရာဇာတွေကဝင်မပါခဲ့ဘူးလို့ဆိုပါတယ်။သောရာကြီးရဲ့သားနရမိတ်လဟန်တာရီဖက်ကိုလာရောက်ခုလုံတဲ့အခါမှာတော့လက်ခံထားရှိခဲ့ပါတယ်။ဒါပေမဲ့အင်းဝါမှာ အလွန်အရေးကြီးတဲ့ကိစ္စများဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။မင်းခေါင်ဟာတကယ်ဆိုရင်ညီတော်ဖြစ်သူမင်းသိတ္တရဲ့စစ်ရေးအစွမ်းစားကြောင့်သာမင်းဖြစ်ကိုရရှိခဲ့သူလို့ဆိုပါတယ်။အဲဒါကြောင့်မင်းသိတ္တအနေနဲ့မင်းခေါင်မရှိတော့တဲ့နောက်ပိုင်းမှာမင်းဖြစ်ကိုရယူဖို့ရည်ရွယ်ထားရှိခဲ့ပါတယ်။ဒါပေမဲ့လည်းရခိုင်အရေးမှာမင်းရဲ့ကြော်စွာကအစွမ်းအစပြန့်နိုင်ခဲ့တာကြောင့်မင်းခေါင်ကအလွန်အားရကျေနပ်တော်မူခဲ့တဲ့အတွက်မင်းရဲ့ကြော်စွာကိုအခမ်းစားတော်ဖျားသမီး စောမင်းလာနဲ့ဆုံဖက်ပြီးအိမ်ရှိအရာကိုပေးအပ်တော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မှာမင်းတိတ်ရဟာမကြေနပ်တော့ပဲစိတ်နာကြီးနာပြီးနောင်တော်ကိုစော်ကားမော်ကားပြောဆိုခဲ့ကနောက်ဆုံးမှာတော့နောင်တော်နဲ့စီချင်းထိုးတဲ့အထိဖြစ်ပွားလာခဲ့ပါတယ်။စီချင်းရှင်တိုင်ထိုးတဲ့အခါမှာမင်းတိတ်ရရှုံးခဲ့ပြီးမင်းခေါင်ကမင်းတိတ်ရကိုအကျဉ်းချထားခဲ့ပါတယ်။နောက်မှာရှိခဲ့ဖူးတဲ့ဂျေဇူးပြားကိုထောက်ထားတော်မူပြီးညီတော်ကိုအကျဉ်းတော်ကလွတ်တော်မူစေခဲ့ပါတယ်။အဲဒီနောက်မှာတော့ မင်းတိတ်တက်ဟာယာဇာဒီရဲဖက်ကိုပြေးဝင်ခူလုံခဲ့ပါတော့တယ်။ယာဇာဒီရဲဟာအစွမ်းအစရှိတဲ့မင်းတိတ်တက်ကိုလည်းရရှိပြီးတဲ့နောက်မှာရခိုင်ကိုတွားရောက်တိုက်ခိုက်စေခဲ့ပြီးနရမိတ်လာကိုပြန်လည်နန်းတင်စေခဲ့ပါတယ်။ရခိုင်မှာစိုးစံနေတဲ့နော်ရထာနဲ့မင်းသမီးစောပြေချမ်းသာကိုဖမ်းဆီးစေခဲ့ပါတယ်။ယာဇာဒီရဲဟာ နော်ရထာကိုကွံ့မြတ်ခဲ့ပြီးစောပြေချမ်းသာကိုတော့မိဖုရားအဖြစ်အိမ်ပိုက်တော်မူခဲ့ပါတယ်။ ပြည်ထဲကြီးမငိမ်မတက်မအေးချမ်းခဲ့တဲ့အတွက်ကြောင့်စောပြည့်ချမ်းသာခင်ဗျာငယ်ရွယ်နဲ့လက်ပြောင်းခဲ့ရပြန်ပါတယ်။ရာဇာဒီရစ်ဟာတုံရမင်းမီများကိုအဲ့ဒီခေတ်ကတည်းကအရမင်းသားတစ်ပါးပါးနဲ့လက်ဆက်ပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့ရာဇာဒီရစ်ဟာလပချုံမောငယ်ရွယ်တဲ့စောပြည့်ချမ်းသာကို သူကိုယ်တိုင်ပဲအိမ်ပိုက်လိုက်ပါတော့တယ်။စောပြည့်ချမ်းသာဟာဖခင်နဲ့အရွယ်မသိမရင်ရုပ်ကြီးအဖြစ်နဲ့အင်မတန်ကြမ်းတမ်းတဲ့ဒီစစ်ပြင်ကြီးကိုချစ်ခင်မြတ်နိုးနိုင်ပါမလားဆိုတာကိုတော့ စဉ်းစားကြပဲဖြစ်ပါတယ်။အင်းဝဘရင်မင်းခေါင်ဟာသူ့သမီးတော်ကိုယာစာတရက်တိမ့်ပိုက်တော်မူလိုက်ပြီဆိုတာနဲ့ဟန်တာရီကိုစစ်ချီတက်လာခဲ့ပါတော့တယ်။အင်းဝဖက်ကအင်ပယ်စာတို့နောက်မှမုံညင်တို့ဖြစ်လာမဲ့လူကိုစစ်တမ်းဖြစ်ဟန်တာရီကိုစေလွတ်စေခဲ့ပါတယ်။မင်းခေါင်ကယာစာဒီရက်ရဲ့သမီးတလမဲကျော်ကိုပြန်လဲပေးပို့ပါမယ်။သူ့သမီးကိုလည်းပြန်ပေးပါလို့တောင်းခံခဲ့ပါတယ်။ယာစာဒီရက်က မင်းခေါင်ရဲ့ကမ်းလှမ်းချက်ကိုလက်မခံခဲ့ပါဘူး။သူ့ရှိမှစစ်တမ်းအဖြစ်နဲ့ရောက်လာတဲ့သတို့မြင်အောင်စောပြိချမ်းသာကိုကွန်းခွဲယူလာခဲ့ဖို့ယာစာဒရစ်ကစီခိုင်းခဲ့တယ်လို့ဆိုပါတယ်။စောပြိချမ်းသာအတွက်ကတော့နယ်ရုပ်လေးပမာဖြစ်နေရမှာပါ။ယာစာဒရစ်ဟာဘယင်မင်းခေါင်ကိုလောက်ကြံဖို့အတွက်လကုံးအိမ်ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။လကုံးအိမ်ဟာမင်းခေါင်ကိုပထမအကြိမ်လောက်ကြံခဲ့ရမှာမအောင်မြင်ခဲ့တဲ့အတွက်မင်းခေါင်ဆန်နေတဲ့ ယာယီနန်းတော်ဘိုးကိုညအခါမှာတက်ပြီးမင်းခေါင်ကိုလှုပ်ကြံဖို့တာဝန်ကိုဆက်လက်ယူခဲ့ရပါတယ်။မင်းခေါင်ရဲ့တဲနန်းတော်အထက်ကိုတက်ကလက်တုံးတော်ပရမားစီသားကိုလည်းရယူနိုင်ခဲ့ပြီးမင်းခေါင်ကိုတော့မလှုပ်ကြံနိုင်ခဲ့ပါဘူးလို့ဆိုပါတယ်။ယာဇာဒိရစ်ကစောပြေချမ်းလာကိုခေါ်စီပြီးပရမားကြောက်စီသားကိုပြကသူ့ဖခင်မင်းခေါင်ရဲ့ဒါဟုတ်မဟုတ်ကိုအတည်ပြုစီခဲ့ပါတယ်။စောပြေချမ်းလာဟုတ်ပါတယ်လို့ငိုယိုပြီးရှောက်တင်တော်မူခဲ့ပါတယ်။ စောပြေချမ်းသာရဲ့မိခင်ဟာရှင်မီးနောက်ဖြစ်ပါတယ်။ဖခင်ကြီးတော်ဖြစ်သူမင်းကြီးစွာစော်ကဲကလက်ထက်ထိန်များပေးခဲ့သူလည်းဖြစ်ပါတယ်။ရှင်မီးနောက်ဟာရုပ်ရှင်တံအလွန်လှပတင့်တယ်သူလို့ဆိုပါတယ်။မင်းခေါင်ကို၎င်းအိမ်ကမလောက်ကြံနိုင်သေးတယ်လို့စစ်ကလည်းဆက်လက်ဖြစ်ပွားနေစေပဲဖြစ်ပါတယ်။မင်းခေါင်ရဲ့တပ်ကိုယာဇာဒီရစ်အပါဝင်ဟန်တာဝရီသားတို့ကတပ်ပေါင်း6တပ်နဲ့ဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်။အစောပိုင်းမှာမင်းခေါင်ဟာ ရဲများစွာစင်တော်ကိုစီးပြီးတိုက်ခိုက်ခဲ့ကာ၎င်းအိမ်ရဲ့တပ်ပြက်ခဲ့ရပါတယ်။အဲဒီအချိန်မှာမွန်တူရဲကောင်ဥပါကောင်ရဲ့တပ်ကဥဆောင်ပြီးကြံတဲ့တပ်များကဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အတွက်အာချင်းမမြလို့မင်းခေါင်အမြန်ဆုတ်ခွာခဲ့ရပါတယ်။အဲ့လိုဆုတ်ခွာခဲ့တဲ့အချိန်မှာမိဖျားရှင်မင်းနောက်ဟာစင်တော်ဘော်ကနေပေါဝန်နဲ့တကွကြကြံခဲ့တယ်လို့ဆိုပါတယ်။ရှင်မင်းနောက်ကိုရာဇာတွေတဲ့တပ်များကဖမ်းဆီးရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ရှင်မင်းနောက်ဟာ ်အသက်35နှစ်ပဲရှိသေးပြီးအလွန်လှပနေသေးဖြစ်တယ်လို့ဆိုပါတယ်။အဲဒါကြောင့်ရာဇာကြီးတွေဟာရှင်မင်းနောက်ကိုလည်းမိဖုရားမြောက်ခဲ့ပြန်ပါတယ်။မင်းခေါင်အတွက်ကတော့အမီးတော်ကိုပြန်မရပဲမိဖုရားတပါးပါထပ်မံပြီးဆုံရှုံခဲ့တာဖြစ်ပါတယ်။အဖြစ်ချင်တော့စောပြေချမ်းသာနဲ့ရှင်မင်းနောက်ဟာတာအမီးတွေဖြစ်ပါတယ်။သူတို့တာမီးနောက်နန်းတော်ထဲမှာပြန်လဲတွေ့ခွင့်ရခဲ့သလား။ရာဇာကြီးတွေကရောနန်းလို့တော်မူခဲ့သလားဆိုတာကိုတော့မသိခဲ့ရပါဘူး။ အဲ့ဒီကိစ္စကိုမကြေနပ်နိုင်တဲ့မင်းရဲကျော်စွာဟာဟန်တာဝီဖက်ကိုစစ်ချီတက်လာခဲ့ပါတယ်။ဒါပေမဲ့အမီနန်သမားကိုမကယ်နိုင်တဲ့အပြင် သူကိုယ်တိုင်ပဲဟန်တာဝီပိုင်းဘလယခုတွင်သေးမှာကြဆုံးခဲ့ပါတယ်။အင်းဝဘရင်မင်းခေါင်နတ်ရွာဆံပြီးတဲ့နောက်မှာတော့တနေ့အကြာမှာမူပွဲမှာတော့နနေ့အကြာမှာယာဇာဒီရစ်ဟာနတ်ရွာဆံခဲ့ရပါတယ်။ယာဇာဒီရစ်မရှိတော့တဲ့နောက်ပိုင်းမှာတော့မုံမင်းသမီးရှင်စောပူကိုသူ့ရဲ့မောင်တော်ကဆက်သားတဲ့အတွက်ကြောင့်မို့ အင်းဝမင်းစင်ဖြူရှင်တီရတူရဲ့ထံကိုရောက်သွားတယ်လို့သိရပါတယ်။ရှင်မီနောက်နဲ့စောပြည့်ချမ်းသာရဲ့အကြောင်းတော့မသိခဲ့ရပါဘူး။ရှင်းမြမဘရင်များလက်ထက်ကမင်းတစ်ပါးကတပါးကိုလက်ဆောင်ဖြစ်ဆက်တားတဲ့အခါမှာမိမများကိုဆက်တားကြတာများပါတယ်။တုံရအမျိုးသမီးများအနေနဲ့လည်းအခုလိုတိမ့်ပိုက်တာကိုခံကြရတတ်ပါတယ်။ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အမျိုးသမီးများကတော့တုံမှန်ဖြစ်ပေမဲ့မိဖုရားဖြစ်တော့ကောက်ခံခဲ့ရတာဖြစ်ပါတယ်။မိတို့ပင်စိုးစိမ်ကမှု မိဖုရားရာထုကိုရစီအောင်တော့မချစ်မနစ်သက်တော်သူနဲ့နေရာချင်းဒုက္ခဟာအင်မတန်ဆင်းရဲဒုက္ခကြီးနေမှာကြောင်းပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာတင်အဆုံးတက်လိုက်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုများမှာလည်းအခုလိုစိတ်ဝင်စားစရာတမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးကခံလောင်းပုံလေးကိုနှိပ်ပေးသွားခဲ့ပါဦးခင်ဗျာအားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေခင်ဗျာ